လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါလက်ရှိတိုးနာကွေးမှာကစားနေတဲ့အာရှအမျိုးသမီးချန်ပီယံလိအုပ်စုပွဲစဉ်တွေမှာ SBS စနစ်ကိုအသုံးပြုသွားမယ်လို့အတည်ပြုထားပါတယ် SBS ရဲ့အရှိကတော့ football video support ဖြစ်ပါတယ်ဥရောပမှာလက်ရှိတုံးနေတဲ့ VAR စနစ်နဲ့တဘောတရားချင်းတွေတူပေမဲ့ကင်မရာ shoot down တွေတော့ပိုပြီးနဲသွားမယ် VAR ရုံးလိုမျိုးတိစောက်ထားနိုင်ခြင်းမရှိတဲ့အာရှမှာ၃လေ၃ထားရှိတဲ့စနစ်တစ်ခုပါ ြည်တံမော်ကျူးလွန်နာတွေအငင်းပွားပေရာပန်နတီတွေအဝါကက်အနီကက်လူကျုံနေခဲ့လားဓာရီကိုစောင်းကြည့်နေခဲ့တဲ့အဖွဲကနေကွင်းလေတိုင်းကိုအကြံပေးနိုင်မှာဖြစ်ပါတယ်။ကွင်းလေတိုင်းအနေနဲ့ကတော့တိုက်ရိုက်ပြန်လဲစစ်ဆေးနိုင်တာမျိုးတော့ရှိမှာမဟုတ်ပါဘူး။မနေ့ကကစားခဲ့တဲ့အုပ်စုအဖွဲ့ပွဲစဉ်မှာတော့တိုချိုဘာဒီအသင်းကနာဂိုရန်အသင်းကို၄ဂိုးပြတ်တဲ့အနိုင်ရရှိခဲ့တယ်။ဆူဝမ်အသင်းကလည်းအိမ်ရှင်ဖြစ်တဲ့အာဂါသိပ်ပန် ISB အသင်းကို၅ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။လက်ရှိဇယားထိပ်ဆုံးမှာတော့ဆူဝမ်အသင်းက ရက်တည်နေပြီးတော့ဒုတိယနေရာမှာတော့တိုချိုပါတီအသင်းရှိမယ်။အောက်မှာတော့နာဂိုရန်အသင်းနဲ့ ISB အသင်းတို့အဆင်စင်ရက်တည်နေကြပါတယ်။အုပ်စုတက်နိုင်မှုပထမဒုတိယရတဲ့အသင်းတွေအပြင်အကောင်းဆုံးအုပ်စုတတိယရတဲ့အသင်းနှစ်သင်းလည်းပါဝင်မှာဖြစ်လို့ ISB အသင်းတို့တော့မျှော်လင့်ချက်ရှိနေပါသေးတယ်။လာမယ့်တိုချိုပါတီနဲ့ပွဲစဉ်ကိုအကောင်းဆုံးရင်ဆိုင်သွားဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကျွန်တော်တို့နေ့စဉ် update ဖြစ်နေတဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြကြဖို့မမေ့ပါနဲ့။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအီးတန်းပျော်ရွှင်ပါစေခင်ဗျာ။